မင်္ဂလာပါအခုတခါမှမျှဝေပေးနေတာကတော့မရင်လှုပ်တာနဲ့ကျွန်တော်တို့ကိုအချက်ပေးနိုင်မဲ့ software ကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီ software လေးကိုတော့ AI ကနေပြီးတော့လမ်းညွှန်ပေးရတာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ software လေးကိုမသုံးကြည့်ရသေးတဲ့အတွက်ကောင်းမကောင်းတော့မသိသေးဘူးပေါ့နော်ကျွန်တော်တို့မနေ့ပြန်22ရက်နေ့မှာပေါ့နော် ဒီ software လေးဘယ်လောက်ကောင်းလဲဆိုတာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ခမှန်းထားတာကတော့21ရက်နေ့ကိုအရှိတောင်အာရှနိုင်ငံတွေထဲမှာမှာထိုင်းနိုင်ငံကနေပြီးတော့စတင်ပြီးတော့ငရင်လှုပ်မယ်လို့အဲကြိုတင်ခမှန်းထားကြတယ်ဗောနော်တကယ်လို့ငရင်လှုပ်လာခဲ့လို့ရှိရင်ကျွန်တော်တို့ဘေကင်းရကိုရှောင်းတိန်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ဖုန်းထဲမှာငရင်အချက်ပြီး software လေးတစ်ခုထည့်ထားဖို့လိုအပ်ပါတယ်အဲ့ဒီ software လေးကတော့ my shape ဆိုတဲ့ software လေးပဲဖြစ်ပါတယ် ဒီ software လေးကို AI ကနေပြီးတော့ကောင်းတယ်လို့လမ်းညွှန်ပေးရတဲ့ software လေးပဲဖြစ်ပါတယ်။ဒီ software လေးကိုတော့ message ရဲ့ဘောင်းထဲမှာမရှိသေးဘူးဆိုရင် play store ကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါ။ play store ကိုဖွင့်ပြီးသွားပြီဆိုရင်တော့ဒီ search icon လေးကိုတစ်ချက်နှိပ်ပါ။ပြီးရင်ဒီပေါ်လာက my shape s a a k e shape အဲ my shape လို့ရိုက်လိုက်ပါတော့။

ပြီးတော့ကျွန်တော်တို့ရဲ့ဖုန်းမျက်နှာပြင်မှာဒီ my shape software လေးကိုဒီ icon လေးနဲ့တွေ့ရမှာဖြစ်ပါတယ်အဲ့ software လေးကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါပြီးရင်တော့ဒီ box လေးပေါ်လာရင်ဘောနာကအလောင်းကိုနှိပ်ပါပြီးရင် yes ကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ဒီဘောနာက why using the as ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်တော့ဒီနေရာလေးကိုတစ်ချက်နှိပ်ပါ ပြီးရင် agree ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင် cancel ကိုနှိပ်လိုက်ပါပြီးရင် close ပဲနှိပ်လိုက်ပါကျွန်တော်ဒီ software လေးကိုဖွင့်လိုက်တာ ਨੇ ကျွန်တော်ဒီမှာဗောနောမြေပုံတစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်ဒီအဝါရောင်နဲ့ပြတာတာကတော့ဘယ်နေရာမှာငရင်လှုပ်နေလဲဗောနောအငရင်လှုပ်နေတဲ့နေရာတွေကိုသူကဒီအဝါရောင်လေးနဲ့ပြတာပြတာဖြစ်ပါတယ် ပြီးရင်တော့ဒီအပေါ်နာကဒီမင်းကြောင်း၃ကြောင်းနဲ့နေရာတွေကိုတစ်ချက်နှိပ်ပါပြီးရင် setting ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ဒီနေရာလေးကိုနှိပ်ပြီးတော့ငရင်လောက်လို့ရှိရင်ကျွန်တော်တို့ကို အချက်ပေးလာမယ်အချက်ပေးတန်ကိုဒီနေရာလေးကိုနှိပ်ပြီးတော့နားထောင်နိုင်ပါတယ်ဒီနေရာမှာတစ်ခုရှိတာကကျွန်တော်တို့ရဲ့ဖုံပေါ့နော်ပရိစေဘာမှုကိုကျွန်တော်တို့ ပိတ်ထားဖို့လိုအပ်ပါတယ်တကယ်လို့ပရိစေဘာမှုကိုကျွန်တော်တို့ကနေပြီးတော့ဖွင့်ထားလိုက်မယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်တို့ရဲ့ဖုန်းထဲမှာထည့်ထားတဲ့ software တချို့ကိုသူကအသုံးပြုလို့မရအောင်ကန့်သက်ထားနိုင်ပါတယ်ဒါကြောင့်မို့ဒီ very saver mode ကိုကျွန်တော်တို့ကဖွင့်မထားဘဲနဲ့ပိတ်ထားပေးရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ဖုန်း location ပေါ့နော် location ကိုလည်းကျွန်တော်တို့ကအမြဲတမ်းဖွင့်ထားဖို့လိုအပ်ပါတယ်ဒီ software ကတော့ AI ကနေပြီးတော့ ကောင်းတဲ့ဆိုပြီးတော့ကျွန်တော်ကိုလမ်းညွှန်ပေးတာပဲဖြစ်ပါတယ်တကယ်ကောင်းမကောင်းတော့ကျွန်တော်လည်းမသိသေးဘူးเนาะအဲတကယ်တကယ်အရင်လှုပ်တဲ့အခါကြလို့ရှိရင်တော့ကောင်းမကောင်းဆိုတာကျွန်တော်တို့သိရှိရမှာဖြစ်ပါတယ်ဒီနေ့မှာတော့အရင်လှုပ်လို့ရှိရင်သိရှိနိုင်မဲ့ software လေးတစ်ခုနဲ့မိတ်ဆက်ပေးတာဖြစ်တဲ့အတွက်ကျွန်တော်ကိုဒီနေ့မှာတော့ဒီလောက်နဲ့ပဲရန်နာဝင်ပြပါ